ဒါကကိုကဂိမ်းလဲဆော့ကျင်တယ်ပြီးတော့ကင်မရာကြီးလဲတုံးကျင်တယ်အော်ပွမွင့်လင်းပြောရရင်ဗျာအကုန်လုံးကို overall ဘတ်စုံတုံးကျင်တယ် performance ကလည်းကောင်းရမယ် display ကလည်းကျန်ရမယ်လုံးဝဒီဇိုင်းကလည်းမိမိုက်နေရမယ်ဆိုတဲ့သူတွေအတွက်တဘောကျစရာ ဖုန်းတလုံးဒါက Vivo ကနေခွဲထွက်ထားတဲ့ IQ ရဲ့ number C ဖြစ်တဲ့ IQ 13 performance နဲ့တော့အေးအေးလေးနဲ့ share ပဲ display ကလည်း LTPO AMOLED နဲ့လုံးဝကိုအနှစ်ဟဲ့ပစ်တကောင်းတူလားအနောက်ကလည်းမီလီလင်းသေးရယ် ပြောရရင်ဗျာဒီကောင်က gaming အတွက် performance အတွက် daily use အတွက်အော် all rounder အတွက်တကယ်ကိုကောင်းတဲ့ဖုန်းတစ်လုံး camera portrait ပုံနဲ့လည်းတော်တော်လေးကို fine နေဘလို့ရချင်းနဲ့ခြိုက်သလိုရိုက် portrait camera လည်းတော်တော်လေးကိုလှတယ်ရိုးရိုးပုံကလည်းတော်တော်လေးကိုလှတယ်ပြီးတော့ထူးခြားရလည်းအဲ့မှာမီးလေးလင်းနေတယ်အ gaming function တွေကလည်းအများကြီးပဲ haptic feedback တွေကအစအဆုံအဆုံအဆုံဘူးစုပတ်သက်တအားမိုက်တာ display ကို show display ကလည်းအကြီးကြီးပဲ ဘေးပေါင်လေးဆိုတလက်လက်နဲ့ဘလောက်တော့လှလိုက်လဲဆိုတာကြည်စမ်းနောက်မီးလေးကဒီမိုးလေးလင်းဒါက overall လုံးဝကိုကောင်းတဲ့အဓိက gaming အတွက်ပေါ့ဗျာပို့ပြီးတော့ကောင်းတဲ့ IQ ရဲ့ number 3ဖြစ်တဲ့ IQ 13ဒီကောင်လေးက store out ထားနေတယ်လက်ဦးဖို့တော့လိုလိမ့်မယ် web channel ဆိုရင်တော့ရန်ကုန် mobile store ပင်ရဆိုင်မှာလာရောက်ဝယ်လို့ရပါပြီ Yangon Mobile Store